go Odo eta hila Odo eta sela ta ala gapo Peti pego Odo eta tuto Edo topla hila Odo alu apwe No na le dai na Om kik ding bek ngak la Tu hoi pian na kung khat Sem kong veni Oh, lom na Mình là mà, chứ ်သံဝင်းပါနေသားရင်းရဲ့ဒီရုပ်ရှင်ကိုရေးသားစီစဉ်တင်ဆက်တဲ့သူဖြစ်ပါတယ်နေသားရင်းရဲ့ဒီရုပ်ရှင်ဟာ2022ခုနှစ်လော့စ်အန်ဂျလစ်ကာဘွေးနဲ့2023ခုနှစ်ဆန်ဖရန်စစ္စကိုကာဘွေးတို့ကိုဒီပြဆက်အနေနဲ့တင်ဆက်ကပြတဲ့စင်ကရိုက်ကူးထားပြီးပြန်လေတိပြကနောက်ခံဒေဂီတာအစ်စ်တွေနဲ့ပံ့ပိုးထားတဲ့ဒီရုပ်ရှင်ဖြစ်ပါတယ်နေသားရင်းရဲ့ဒီရုပ်ရှင်ကို 2024ခုနှစ်မလကစပြီးဒေါ်လာမိသားစုတွေရဲ့ကြိုးပမ်းမှုနဲ့ Jamaica, Australia, India, Singapore, South Korea နဲ့ United States တို့ကမြို့ကြီး16မြို့မှာလှည့်လည်ပြီးတော့ပြသခဲ့ပါတယ်။အခုဆက်လက်ပြီးတော့ Auckland, New Zealand နဲ့ New York မြို့ကြီးတို့မှာပြသဖို့စီစဉ်ထားတာရှိပါတယ်။2022မှာ အဲဒီမှာကပြခဲ့တဲ့ပွဲကနေစပြီးတော့နေသားတဲ့နေ့ကနေရရှိသမျှဝင်ငွေတွေအားလုံးကိုပွဲစီစဉ်သူတွေကနေတဆင့်မြန်မာပြည်သူများနဲ့နှွေဦးတော်လာရေးရမွန်ငွေတို့အတွက်လှူဒန်းခဲ့ပါတယ်။နောက်လည်းဆက်လက်လှူဒန်းသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးရဲ့ကြိုးပမ်းမှုကိုအတိမတ်ပြုတဲ့အနေနဲ့သမရာကြီးကဂုံပြစ်လွာကြီးမြင့်ခြင်းကိုခံခဲ့ရပါတယ်။ အခုဒီအစီအစဉ်မှာနေသာရင်းနေနဲ့ပတ်သက်ပြီးမင်းမြန်းထားကြတာလေးတွေသိချင်ကြတာလေးတွေကိုကျွန်တော်စူးစမ်းပြီးတော့ပြေသွားပြီးမှဖြစ်ပါတယ်။နေသာရင်းနေတိပြဆက်ဟာလက်ရှိအချိန်မှာမြမတမိုင်းရဲ့အမှောင်ဆုံးကာလတွေအတွင်းမှာရောက်ရှိနေကြတဲ့မြမပြည်တွင်းမှာနေထိုင်နေကြသူအားလုံးရဲ့ကြမ်းကြမ်းခံနိုင်မှုနဲ့ရဲစုံတပ်တွေတွေကိုမှတ်တမ်းတင်ထားခြင်းသားရဲ့ဒီအကြောင်းတွေကိုမြမပြည်ပြပလူတွေသိစေခြင်းနဲ့ဆန္ဒကနေပေါက်ဖွားလာတာဖြစ်ပါတယ်။အနာသိမ့်ပြီးတဲ့နောက် ရမုံဝေရှာတာတို့မီဒီယာထုတ်လို့ရေးတဲ့နောက်ွယ်ကနေကျွန်တော်အစကတည်းကအကူအညီပေးပြခဲ့ပါတယ်။ချင်းနေပြီပိုဆိုးလာတာနဲ့အမျှပြည်သူတွေဒီအမှောင်ထုကနေလွတ်မြောက်ဖို့အတွက်ပြည်ပရောက်မြမာတွေအနေနဲ့အားသုံးခွန်ဆိုင်ဂျိုးပန်းလုတ်ဆောင်နေကြတဲ့ဒေါ်လာစိတ်တက်ကိုပို့ပြီးတော့မြန်မာစီချင်တာရယ်ဒီဖြစ်ပျက်တွေကိုအခုခေတ်ပြည်သူတွေသာမက နောက်မျိုးဆက်သစ်တွေပါတိဖို့မတန်းတင်ထားဖို့ကျွန်တော်တို့မှာ တောင်းဝရှိတယ်လို့ခံစားခံယူမိတဲ့အတွက်ကြောင့်နေတာတဲ့နေ့ကိုအကောင့်ထဲပုံပြခဲ့ပါတယ်။မူလအစရည်ပဲချက်တဲ့ vision ကတော့နေတာတဲ့နေ့ကိုအခုကာလရဲ့အေးဆက်ကြမ်းကြုတ်လာတဲ့အခြေအနေတွေပေါ်အခြေခံပြီးသကပြောကပြာဂီတအကစသည်တို့နဲ့ဖန်ဆားထားပြီးတဲ့အခါမှာတမိုင်းကြောင်းနဲ့နိုင်ငံရေးအတွေးခေါ်ပေါ်အခြေခံတဲ့ဇလန်တစ်ခုကိုဖန်တီးတင်ပြခြင်းခဲ့တာပါ။ အာနာရှင်ကိုအန်တုနေကြတဲ့တော်လာနေကြတဲ့ပြည်သူတွေရဲ့အတန်တွေကိုဂုံပြုတ်ရင်းသူတို့ရဲ့အနစ်နာခံမှုတွေကိုဂုံပြုတ်ရင်းပရိသတ်တွေကိုဒီຫນွေဥတော်လာရေးအလဲမှာရောက်နေတကဲ့သို့ခံစားရအောင်တင်ပြခြင်းခဲ့တာပါပဲတကယ်တော့အတမရှိတဲ့ပြည်သူဆိုတာမရှိပါဘူးအတမထွက်ရအောင်ပြည်တိထားခံရတာပဲရှိပါတယ်နေသားတဲ့နေ့ဟာပြည်သူတွေရဲ့အတံဒီတော်လာရေးရဲ့အတံကို လူတွေအားလုံးကျဲလောင်စွာကြားရအောင်စ조사အထောက်ထားတဲ့အနုပညာလက်နက်တစ်ခုဖြစ်ပါတယ်။အာနာရှင်တွေဟာတမိုင်းကြောင်းကိုခြေဖြတ်ဖြစ်ဖို့조사လေးရှိကြပါတယ်။ဒီတင်းရုပ်ရှင်ဟာနှွေဦးတော်လိုင်းရဲ့တမိုင်းပြည်သူတွေရဲ့အတန်ကိုမှတ်တမ်းတင်ထားတဲ့ယဉ်ကျေးမှုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ပြည်သူတွေရဲ့လက်ထဲမှာရှိတဲ့တခုကြီးသောလက်နက်ဟာပြည်သူတွေရဲ့အတန်ပဲဖြစ်ပါတယ်။ဒီအကြောင်းကို ျွန်တော်တို့တချင်းတပုတ်ဖွဲ့ဆိုပြီးတင်ဆက်ကပြခဲ့ပါတယ်။အနိုင်ယူပွဲလို့ခေါ်ပါတယ်။မြေခူရလန်နဲ့ချစ်ချိုတဲ့မြတ်မြင်လိုက်ဘာချီတဝလုံးချောင်းအော်ရလိုက်အမြင့်ဆုံးတို့ရလက်တွေမြောင်းချလိုက်ဒီချိန်ဟာနိုင်ယူပွဲဒီချိန်ဟာနိုင်ယူပွဲဒီချိန်ဟာနိုင်ယူ ာရင်းလေးတွေအထောက်အကူစပြီးတော့တိုင်ပင်ဖြစ်တာကတော့မမဒေါက်တာဘယူတီဆွေနဲ့ဒေါက်တာနန္ဒာမင်းဆွေတို့ဖြစ်ပါတယ်။နောက်ပြီး logistics အတွက်ကိုပက်ထရစ်ကကူညီဖို့သဘောတူခဲ့ပါတယ်။အဲဒီကစပြီးကိုပက်ထရစ်ရဲ့နန္ဒာရဲ့ကျွန်တော်ရဲ့၃ယောက်သား producers တွေအနေနဲ့အခုထိလက်တွဲဖြစ်ခဲ့ကြပါတယ်။မင်္ဂလာပါ။ကျမကနန္ဒာမင်းဆွေပါ။ဒီပြဆက်ကိုအသက်ဝင်အောင်စတင်ပြီးတော့ ပြောထောင်ခဲ့တဲ့သုံးဦးရေတဦးပါရှင်ပထမဆုံးချိန်စင်တင်ကပြတော့က2022ရဲ့မတ်လပဲရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီကလေးကအကိုသက်ဝင်းဟာအမျှော်မြင်ရှိရှိနဲ့ပေါ့နော်ဒါဟာနှစ်ဖန်တစ်ပတ်ပြီးသွားမှမဟုတ်တဲ့ကိစ္စဖြစ်တဲ့အတွက်သူဟာရေးရှည်ခံစားလို့ရအောင်သူရေးထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မဟုတ်လို့လည်းဒီအမျှော်မြင်ရှိရှိနဲ့စီစဉ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဒီပြဇာဟာ27ကိုကိုစားပြူတော်မဟုတ်ဘူး22ကိုကိုစားပြူတော်မဟုတ်ဘူးကျမတို့ရဲ့ຫນွေဦးတော်လှန်ရေးလူတို့လှုပ်ရှားမှုတစ်ခုလုံးကိုဆက်ပြီးတော့ကိုစားပြူနေမယ်ဒီပြဇာဖြစ်တယ်ဆိုတာကိုကျမဒီသတင်းကိုပေးချင်ပါတယ်မကြည့်ရသေးတဲ့သူတွေကိုကြည့်ဖြစ်အောင်ကြည့်ပေးပါလို့ကျမဒီနေရာနေတောင်းဆိုချင်ပါတယ်တောင်းပန်ချင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ပက်ထရစ်ပါကျွန်တော်ကငွေရင်းနေတဲ့နေ့တက်ကြီးတာပြဇာကို follow တူတူတွေကတူဖြစ်ပါတယ်ကျွန်တော်ရဲ့တာဝန်ကတော့ logistics နဲ့ဆိုင်တဲ့အပိုင်းဖြစ်ပါတယ်အဓိကတာဝန်တွေကတော့ rehearsal practice နဲ့အချင်းစရာစီစဉ်ခြင်းပြင်ချင်ဖို့အတွက်နေရာများရှာဖွေခြင်းပြင်ချင်နေစဉ်အတွင်းမှာအဖွဲ့သူအဖွဲ့သားများအတွက်စားစမ်းမဲ့စီစဉ်ခြင်း stage မှာတုံးဖို့ priority ဆောက်ခြင်းလေ့ကျင့်မှုအတွက်စခုံအကူအများကိုစီမံခန့်ခွဲခြင်းနဲ့ live performance မှာ stage manager အဖြစ်စီမံအုပ်ချုပ်ခြင်း စားတဲ့အပိုင်းဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ဟာစေနာဝန်ထမ်းတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်အလုပ်လုပ်တဲ့အခါမှာအချိန်စရအောင်ညီငိုင်းဖို့မလွယ်ပါဘူးလူတိုင်းဟာအလုပ်လုပ်ရတယ်ကြောင်းသွားရတယ်ဖျားကြောင်းသွားရတယ်စသဖြင့်မအားကြပါဘူးဒါရိုက်တာကိုယ်တော်ဝင်းနဲ့ဆွေးနွေးပြီးလင်းငန်းလာကိုကြိုပြီးစီစဉ်ခဲ့ရပါတယ်စိုးစုံပိုင်းကတော့လူတိုင်းပါဝင်လေ့ကျင့်ဖို့လိုအပ်တဲ့ run through practice ပါ ီတေးပြဆက်မှာပါဝင်ဖို့တရုတ်ဆောင်တွေကိုကျွန်တော်တို့အထူးမတိုက်တွန်းခဲ့ရပါဘူးကျွန်တော်တို့ ਨੇ စကားပြောဖြစ်တဲ့ဆွေးနွေးဖြစ်ခဲ့တဲ့တရုတ်ဆောင်တွေအနေနဲ့လည်းသူတို့ရဲ့ရင်ထဲမှာပြည်သူတွေဘက်ကယက်တီနေပြီးတော့ဒီတော်လိုင်းရေးကိုပါဝင်ကူညီနေကြတဲ့သူတွေကျွန်တော်တို့ ਨੇ ခံကြချင်းတူကြတဲ့သူတွေဖြစ်နေလို့ပါပဲတိုင်းသာတရုတ်ဆောင်တွေရှာတဲ့အထက်မှာဆန်ဖရန်စစ္စကိုပွဲအတွက်ချင်းတရုတ်ဆောင်ရှာတာအကဲဆုံးပါပဲဘာဖြစ်လို့လဲဆိုတော့ချင်းလုံးလဲပြောနိုင်ရမယ် တချင်းလဲစုံနိုင်ရမယ်ချင်းအကလဲကနိုင်ရမယ်ပြီးတော့တေးုပ်လဲကောင်းကောင်းဆောင်နိုင်ရမယ်ဆိုတဲ့အခါကျတော့နည်းနည်းတော့ခက်တာပေါ့နော်ဒါပေမဲ့ကိုကက်ဆူးကဒါတွေအကုန်လုံးကို तू ကောင်းကောင်းလုပ်နိုင်ရုံနဲ့မကသေးဘူးကျွန်တော်လိုနေတဲ့ကောက်ွက်တီကိုတီထွင်ပေးနိုင်တဲ့ကိုရီယိုဂရာဖာဖြစ်နေတာလဲကျွန်တော်တို့အရန်ကိုစီပြေသွားပါတယ်ကိုကက်ဆူးကလည်းအတော့ကိုပြန်မှခတ်ပါတယ်ကျွန်တော်နဲ့သူနဲ့စနေတင်းငွေတွေမှာ zoom နဲ့တွင်းတွင်းကြတဲ့အချိန်ပါ

လိုတဲ့နေရာတိုင်းကိုကျွန်တော်ဝင်လှုပ်ပေးပြခဲ့ပါတယ်တကယ်တော့ကျွန်တော်တို့မြို့မှာ အတတ်ပညာပိုင်းကရော အနည်းပညာပိုင်းကပါလုံနိုင်တဲ့သူတွေရှိပေမဲ့လာပေါင်းများစွာအချိန်ပေးပြီးလှုပ်ပေးနိုင်တဲ့သူကုနိုင်တဲ့သူရှားရအင်မတန်ခက်ပါတယ်အကြောင်းကြောင်းကြောင့်မကုနိုင်ကြတဲ့အတွက်လိုအပ်တာအကုန်ကျွန်တော်လှုပ်ဖြစ်သွားတာဖြစ်ပါတယ်တချို့အခါတွေမှာခံစားရလုံးလို့လေ့ကျင့်ပြီးတိုင်း ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာမုန်းသိပ်ကြပြီးတော့ကြံ့ရိပ်ခဲ့ပါတယ်။ခံစားရမှုအနေနဲ့စိန်ခေါ်မှုအကြီးဆုံးကတော့ကြာဆုံးသွားတဲ့သူတွေကိုဂုဏ်ပြုထားတဲ့အာဇာနည်များသို့တန်းကျင်းတခြင်းကိုဖန်တီးစဉ်ကပဲဖြစ်ပါတယ်။လက်နက်မဲ့ကလေးမလေးကို yes ဆက်စွာတပ်ပစ်ခဲ့ကြဘယ်လောက်ထိများတတ်နေကြအောင်မလဲ။ဒီတခြင်းဟာတန်ကြပ်ပုံစံ rap ပုံစံနဲ့ဖွဲ့ဆိုတည်ဆူထားတာပါ။ ်တရုတ်ဆောင်တွေတလဲစီဥဆောင်ပြီးကြာဆုံးသွားတဲ့သူတွေရဲ့နာမည်ကိုနာကြီးစွာနဲ့အော်ခစ်ကြတဲ့စီမှာနာမည်ရွေးဖို့အတွက်ကိုလူမျိုးပါတာအခြေအနေတွေအားလုံးကိုကိုစားပြုမဲ့ပေါင်တစ်ခုချမှတ်ပြီးတော့ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့ကြာဆုံးသွားတဲ့သူနာမည်ပေါင်းထောင်ကျော်ပါတဲ့စီးရင်ကနေတချင်းရဲ့ဖွဲ့စည်းပုံအရလိုအပ်တဲ့နာမည်၁၂ခုကိုရွေးဖို့အင်မတန်ခက်ပါတယ်။ကြာဆုံးသွားတဲ့သူတွေရဲ့စီးရင်နဲ့ တို့ရဲ့အကြောင်းအချင်းချုပ်ရေးထားတာတွေကိုကျွန်တော်လိုက်ဖတ်ပါတယ်။ဖတ်ရင်ဖတ်ရင်နဲ့ခံစားရလုံးလို့ကျွန်တော်ချုပ်ဝဲချငုံမိခဲ့ပါတယ်။မမရပြောရမယ်ဆိုရင် အလီပွဲနီးတော့နောက်နေ့အတန်ဖတ်ရင်သုံးဖို့ကြိုဖန်းထားရင်နဲ့ကိုငင်းချမ်းမောင်ကကျွန်တော်ညဘက်မှာဆက်သွယ်လာပါတယ်။ကျွန်တော်လည်းတခြားတာဝန်တွေနဲ့မအားလို့ကြာဆုံးသူစီးရင်နဲ့သူတို့အကြောင်းတွေကိုဖတ်ကြည့်ပြီးတော့တင့်တော်ရာတစ်ခုရွေးဖို့ပြောလိုက်ပါတယ်။နှစ်မိနစ်လောက်ကြာတော့သူစီက မက်ဆေ့ချ်တစ်ခုရောက်လာပါတယ်ကျွန်တော်ငိုနေပြီအကိုကြီးတဲ့လက်နက်မဲ့ကလေးမလေးကိုရက်စပ်တော့တတိခဲ့ကြဘယ်တော့ဒီများစံနေကြအောင်လဲလူလည်းရရဖို့ဘယ်တော့ဒီပေးဆက်ရတဲ့အားသာဒီတွေဆုံးရှုံးကြတော့ဘယ်တော့မှမဖြစ်ဘူးလက်နက်မဲ့ဒီလူတွေကိုရက်စပ်တော့တတ်လို့ပြေးကြဘယ်တော့ဒီများနေဆက်နေအောင်လဲ 你要对对开，就要生；你要对对开，就要生；你要对对开，就要生；你要对对开。